မင်္ဂလာပါရှင်။ဓမ္မအတွင်းမှာအထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစဲဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမယ်။ဓမ္မအတွင်းအထူးခြားသတင်းများအစီအစဉ်ဖြစ်ပါရရှင်။ပထမဆုံးတစ်ပုတ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲရဲ့မဲဆင်းတွေကိုကြီးညာနေပေမဲ့ပြည်သူလူထုအများစုကစိတ်ဝင်စားမှုမရှိတဲ့သတင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ အာနာဒိစစ်တကပြန်လည်အုပ်ချုပ်ခွင့်ရခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ရက်ွက်လိုက်မဲစည်းနေလိုက်လံကြီးညာထားပါတယ်။အဲ့လိုလှုပ်ဆောင်နေပြီမဲမဲစည်းမှာမိမိနာမည်ပါမပါတွားကြည့်ရတူမရှိလောက်ဖြစ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။ မဲချင်းပါလားဆိုတမကတော်လဲမကြည့်ဘူးတမလည်းအလောက်တဖက်နဲ့ဆိုတော်လဲမကြည့်ဘူးနေမြင်မှုလဲလာမပြောဘူးဘူးမှလည်းလာမပြောစစ်ကော်မရှင်ပြန်လဲအုပ်ချုပ်ခွင့်ရခဲ့တဲ့လာရှုမျိုးပေါ်ရက်ွယ်၁၂ခုမှသာရစ်ကော့ပွဲကျင်းပမှာပါကျန်တဲ့ကြေးရအောင်စု85ခုကတော့ MNDA ကိုကန့်တက်ကထိန်းချုပ်ထားပါတယ်မျိုးပေါ်ရက်ွက်တင်မာတာမဲချင်းနေကျင်ညာနေတယ်ဆိုပေမဲ့စိတ်ဝင်စားသူမရှိတာကြောင့်အတန်ချက်ဆက်နဲ့လိုက်လံစော်ဩနေရတယ်လို့ဆိုပါတယ် မေးတဲ့ဘုအခုတည်းကဘယ်သူမှစိတ်မဝင်ကြဘူး။ဘာမှကြည့်လို့ဆိုရောမရက်ွက်တဲ့မကြီးနဲ့လိုက်အောင်။ဦးစိတ်မဝင်ကမေးပြီးဘုအမဖြစ်နိုင်ကြီး။ MND ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေရဲ့လာရှုံမြို့တိုင်းတိုက်ပွဲတွင်နှစ်ဖက်ပစ်ခတ်မှုတွေကြောင့်အရက်သားတေဆုံးသူရာခဏန်းတိရှိခဲ့ပါတယ်။ဒါအပြင်လူနေအိမ်တွေနဲ့အဆောက်အဦတွေလည်းပျက်စီးခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတွေရလည်းလက်ရှိအချိန်ထိနယ်လမ်းမထူနိုင်သေးပါဘူးဒီလိုအချိန်ဒီမှာပြည်သူလူထုဟာနှင်းစင်ဘဝရပ်တည်နိုင်မှုအတွက်ရုန်းကန်ရှာဖွေနေရတာကြောင့်ရွေးကောက်ပွဲကိုပိုပြီးစိတ်ဝင်စားကြတာပါလုပ်ငန်းတွေကမရှိသေးဘူးလေတကယ်တည်းစာဝတ်နေလုံပန်းနေရတော့သူ့မဲစင်းနေတော့မဘသူမှတော့စိတ်ဝင်စားမှုတော့မရှိပါဘူး လာရှုမြို့ကို MNDA ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းရင်အင်အားစုတွေက2024ဇူလိုင်မှာမြို့တိုင်းတိုက်ပွဲစတင်ပြီးဩဂုတ်လမှာသိမ်းယူနိုင်ခဲ့ပါတယ်2025 AB မှာတော့ MNDA ကုကတ်တပ်ဟာလာရှုမြို့ကိုတရုတ်နိုင်ငံဂျာဝင်မှုနဲ့စစ်ကော်မရှင်တပ်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်ကျွန်တော်ခွန်စောဦးပါ ဒုတိယတပုတ်အနေနဲ့တော့ဗန်းမောင်မြို့နယ်မှာကိုလက်မတန်ဆွမ်းတဲ့မျိုးသမီးတယောက်ကိုစစ်တပ်လက်အောက်ခံရှမ်းပြည်မျိုးသားတပ်မတော် CNA တပ်သားတယောက်ကအာဏာပြုကျင့်ခဲ့တဲ့အကြောင်းကိုင်ကယ်ရှင်တွေပြောပြတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။စကိုင်းတိုင်းဗန်းမောင်မြို့နယ်မှာမတန်ဆွမ်းမျိုးသမီးတယောက်ကိုစစ်ကောင်စီလက်အောက်ခံရှမ်းပြည်မျိုးသားများတပ်မတော် SNA တပ်သားတယောက်ကအာဏာပြုကျင့်ခဲ့လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ညပိုင်းကဗန်းမောင်မြို့နယ်အလဲရွာတီလာရှင်ကျောင်းတစ်ခုမှာ ိခင်ဖြစ်သူနဲ့အတူနေထိုင်နေတဲ့ပိုလီယိုရောဂါကြောင့်ကိုယ်လက်မတန်ဆွမ်းတဲ့အမျိုးသမီးတစ်ယောက်ကိုစစ်တပ်လက်အောက်ခံ SNL တပ်သား၂ယောက်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် SNL တပ်သားတစ်ယောက်ကအာဏာပြုကျင့်ခဲ့တာပါအလဲရွာနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ရွာကနေစစ်ပေးတိတ်ရှောင်နေကြရပြီးကျူးလွန်ခံရတဲ့အမျိုးသမီးကကျန်းမာရေးမကောင်းတဲ့အတွက်စစ်ပေးမရှောင်နိုင်ပဲ မိခင်ဖြစ်သူနဲ့ရွာကသီလရှင်ကျောင်းမှာခိုးလုံနေတာလို့သိရပါဗျ။သူတို့ကသူတမီမပြေးနိုင်မလွားနိုင်တဲ့ခါကျတော့သူများတွေစစ်ဆောင်နေမှရှောင်နေတဲ့ခါကျတော့သူတို့ကမိသီလရှင်ကျောင်းမှာသူတို့ကတွားနေတာဖြစ်စဉ်ကည9:00နာရီအချိန်သူတမီကိုခေါ်တော့မယ်ပေါ့လေခေါ်တော့မယ်ဆိုပြီးတော့အတင်းအားတော့မအဲ့ဒါကိုသူ့အမေကမခေါ်ပါနဲ့တောင်းပန်ပါတယ်ငါတမီကတက်တာတို့ပါတို့လေဖြစ်တတ်တယ်ကျမကြီးလည်းမကောင်းဘူးပေါ့လေမခေါ်တော့နဲ့ဆိုပြီးတော့ဟိုတောင်းပန်နေပေါ့လေတောင်းပန်နေဟိုမရဘဲနဲ့သူကအလက်မောင်းကြီးကိုအတင်းဆွဲခေါ်ပြီးတော့ပင်ချာအင်ကိုခေါ်ပြီးတော့သူတို့ကဒါမျက်နှာဝှေးစားနေစီးပြီးတော့ပေါ့လေတယောက်လုတ်ကြံတယ်ပေါ့လေအဲ့ဒါကို SNE ရဲပုံမှန်တီးကြတယ်ပေါ့ ကျူးလွန်ခံရတဲ့အမျိုးသမီးဟာဗမောက်မြို့နယ်အလဲရွာမှာနေထိုင်တဲ့ကဒူးလူမျိုးဖြစ်ပြီးအသက်35နှစ်အရွယ်မတန်ဆန်းမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ကျူးလွန်ခံရတဲ့သူသူ့ရဲ့မိခင်ဖြစ်သူနဲ့သူတို့နဲ့အတူနေခဲ့တဲ့သီလရှင်ကိုရွာကျောင်းဆရာတို့ကခေါ်ယူဆောက်ရှောက်ထားတယ်လို့သိရပါတယ်။ကျူးလွန်ခံရသူရဲ့မိခင်ကတော့မတန်ဆွမ်းဖြစ်တဲ့သူသမီးပေါ်အခုလိုလောက်ကျန်စော်ကားသူတွေကိုစိတ်နာတယ်လို့ဆိုပါရယ်မိခင်ဖြစ်သူရဲ့ပြောကြားချက်ကိုဒီပပီသတင်းတောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါဗျာ ရွာမှာလည်းလူမကြံတော့ပါဘူး။ចောင်းဆောင်ပဲចាំပါတော့တယ်။ကျမတို့ကသူ့လမ်းမလျှောက်နိုင်လို့ရွာမှာနေရစ်ခဲ့ပြီးတော့မယ်ဒီလရှင်ចောင်းမှာတဲခုတ်ပြီးနေနေကြတာပါ။ကျမသမီးကမိန်းကလေးဖြစ်ရတဲ့အထဲမှာအခုလိုယောဂဝင်နေတော့ဘလို့မှပြောပြလို့လည်းမရနားလည်းမထောင်။အတင်းကြီးချိတ်ချောက်ပြီးတော့အခုလိုလှုပ်ကြံဆော့ကားတာကိုစိတ်နာတယ်။ဘယ်တော့မှမကျေနပ်နိုင်ဘူး။အရမပြုချင်းခံရတဲ့ကိစ္စနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်အားဝိုင်းဝန်းစူးစမ်းပြီးဖို့ဒေသခံတွေကတောင်းဆိုနေပါဗျ။အလဲရွာဟာဗမောက်မြို့ပြင်ဘက်ကဖြစ်ပြီး မူလကဒေါ်လာရင်းတက်ဖွဲ့တွေထိန်းချုပ်ထားပေမဲ့စတိမာလာနောက်ပိုင်းမှာစစ်တပ်နဲ့ရှမ်းပြည်ပူးပေါင်းတပ်တွေပြန်ပြီးထိုးစစ်ဆင်လာလို့နောက်ဆုတ်ပေးခဲ့ရပါတယ်။အစံနေဟာစစ်တပ်လောက်ခံတိုင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ကျမဒီရီပါနောက်ထပ်တပုတ်အနေနဲ့တော့ဖြတ်သိမ်းခံလာရတဲ့ NDF ပါတီကကိုယ်စားလှယ်လောင်း35ရောက်ဟာအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်းပြရင်သွားမှာဖြစ်တယ်လို့တခြားပါတီတွေကနေလည်းဝင်ပြိုင်မဲ့သူတွေရှိတဲ့တဲ့ရင်ကိုပြန်လဲတင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရဆောင်ရွက်ရမယ့်ပြဋ္ဌာန်းချက်တွေကိုလိုက်နာမှုမရှိတာကြောင့်ပါတီဖြတ်သိမ်းခံရရတဲ့မြို့သားဒီမိုကရေစီအင်အားစုပါတီ MDF ပါတီကဝင်ရောက်ရှင်ပိုင်ကြဖို့စီစဉ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေက35ရောက်ဟာတတိပုဂ္ဂလအနေနဲ့ဒီနေ့အကုန်အနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပိုင်မှုရှိတယ်လို့အဲ့ဒီပါတီရဲ့တွဲပတ်ဥက္ကဋ္ဌဟောင်းကပြောပါတယ်။တချို့သောကိုယ်စားလှယ်လောင်းတွေကတော့ပြည်သူပါတီ ြည်သူ့ရှေ့ဆောင်ပါတီနဲ့ရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီတွေတဲကိုဝင်ရောက်သွားခဲ့ပြီးအဲ့ဒီပါတီတွေစီကနေရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်ပုံမှန်အဖြစ်တော့ကျွန်တော်ကတော့ပါတီတွေအနေနဲ့ဟိုဝင်ရောက်ရှင်ပြိုင်စေချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဟိုတတိပုတ်ကလဆိုအားနည်းမှာဆိုလို့ဒါပေမဲ့မဟုတ်ဘူးကိုဟာနဲ့ကိုပဲ အဲ့လိုပဲပြိုင်ကျင်တယ်ပေါ့ကိုယ့်ပါတီမှမဟုတ်ရင်တော့မပြိုင်ဘူးဆိုတဲ့လူတွေလည်းရှိတယ်အဲ့ဒါဆိုမပြိုင်မှန်းကြိုင်ခဲ့တဲ့လူလည်းအများကြီးပေါ့နော်ဒီလွတ်တော်ပြန်ပေါ်လာတဲ့နဲ့တပြိုင်နဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးပုံသဏ္ဍာန်ပြန်ချိန်သွားမယ်ပြန်ချိန်သွားတဲ့အခါကျလို့ရှိရင်လွတ်တော်ထဲမှာကျွန်တော်တို့ထိုက်တန်အားလျော်တဲ့အဲအမတ်တွေရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုချက်ကန်ဘယ်လန့်စ်ကိုတည်တည်ချာချာလုပ်နိုင်မယ်ပေါ့အဲလူလူကိုအကျိုးမရှိစေတဲ့ လားလူလူဒုက္ခများစီမဲ့ဥတွေတွေမဖြစ်အောင်ရှိနေတဲ့ဟာတွေဆိုလို့ရှိရင်လည်းဟိုပြန်လဲပြန်ဆက်နိုင်အောင်ဒါမျိုးတွေကိုကျွန်တော်တို့စဉ်းစားခဲ့တာပေါ့ဒါတွေအသေးစားလောက်လောက်ဖို့စဉ်းစားခဲ့တယ်ဒီဟာတွေကိုလက်မလျှော်ဘဲနဲ့ဆက်ပြီးလှုပ်ဖို့ပေါ့လက်ရှိနိုင်ငံရေးအခြေအနေအရရန်ကုန်မဟုတ်တဲ့တခြားနယ်တွေမှာဝင်ရောက်ရှိနိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေဟာအခက်အခဲအကျယ်အသဲမျိုးစုံ ရှိနိုင်တယ်လို့လူလူစီကိုတည်င်းစကားတွေရောက်ဖို့ အင်တာနက်စာမျက်နှာတွေကနေသတင်းဖြန့်ဝေနိုင်မယ်။နီလန်းတွေကိုရှာဖွေဖို့လူတွေလို့ဆိုပါရယ်။ NDF ပါတီကနေဝရောက်ရှင်ပြိုင်ခွင့်မရတဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း35ယောက်ဟာရန်ကုန်၊မန္တလေး၊ပဲခူး၊အေရဝတီ၊တနင်္လာရီနဲ့ရှမ်းပြည်နယ်တွေကနေဝရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့ဥထအောင်ကျော်ကပြောပါရယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအသေးတွေကိုရွေးကောက်ပွဲနီလန်းကနေသတင်း အယက်သားအစိုးရပေါ်ပေါက်လာမှဖြည့်ရှင်းလို့ရနိုင်မှာဖြစ်တာကြောင့်မဲပေးပိုင်ခွင့်ရှိတဲ့သူတွေအနေနဲ့မဲမပေးဘူးဆိုရင်အဲ့ဒီအခွင့်အရေးတွေဆုံးရှုံးသွားနိုင်သလိုဒါတွေကိုတင်ပြဆွေးနွေးနိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရှိဖို့လိုအပ်တာကြောင့်ပါတီဖြတ်သိမ်းခံလိုက်ရပေမဲ့တတိပုဂ္ဂလအနေနဲ့တဂုံမျိုးနယ်မြောက်ပိုင်းပြည်သူ့လွှတ်တော်ကလည်းဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ဦးဝင်းသိန်းဟန်ကပြောပါတယ်။နိုင်ငံရေးရဲ့ပြည်သူ့အရေးကိုတောက်ဆိုရင်ဒီတိုင်းပြောနေရင်လက်ဖက်မှာဆိုင်မှာပြောနေရောလက်ဖက်ရည်ဆိုင်ရဲ့စကားဝိုင်းပဲဖြစ်မှာပေါ့ဗျာ။ တော်တော်လေးမှာသွားပြောရင်အကဲရွေးချယ်ခံလို့တော်တော်မှာသွားပြောရင်ဘာပဲပြောပြောကျွန်တော်တို့ကတရားဝင်ဖြစ်တယ်တရားဝင်တောက်ဆိုမှုတွေဖြစ်လာမယ်ပြည်သူအရေးအတွက်တကယ်အမှန်တကယ်ပေါ့နော်တရားဝင်တောက်ဆိုတိုင်ခွင့်ရှိမယ်အကဲမလုပ်ပေးရောမှတ်တမ်းတင်ထားရှိမှုတွေအစိုးရတသိမှုတွေကျွန်တော်အများကြီးပြလို့နိုင်မယ်ပေါ့အဲ့တော့ပြည်သူလူထုကိုယ်နိုင်ငံကိုဒီမိုစီရဲ့သဘောတရားအရာရွေးချယ်ပိုင်ခွင့်နဲ့သူတို့ကိုဖြစ်ရှင်တဲ့လူကိုဖျက်မြောက်ပိုင်ခွင့်ရှိတယ်ဆိုရဲသဘောထားရှိတယ်လေအဲ့တော့ပြည်သူလူထုကိုကျွန်တော်ကတော့မဲပေးပါဘူး နေပြီးမှမှာတယ်ကိုကြိုက်တဲ့လူကိုဘာပြောကိုကိုစားပြီးမှလို့ကိုရွေးချယ်ပိုင်ခွင့်ရှိလို့ရှိရင်လည်းဒီလိုမှာအဲ့တည်းကကျွန်တော်ကတော့မဲပေးပါဘာပဲဖြစ်ဖြစ်ဒီအလှည့်ကောင်းတစ်ခုဖြစ်အောင်ပတ်တော်ကြီးတစ်ခုပြန်ပေါ်လာအောင်ဆိုတော့ကျွန်တော်ကတော့ဗောနောမဲပေးတင်တယ်မဲပေးမှပဲအခုဖြစ်နေတယ်ကျွန်တော်တို့ဖြစ်နေတယ်ဒိုမီနို effect ပေါ့ဒီဒိုမီနို effect ကိုကျွန်တော်တို့အားလုံးကိုတက်နိုင်ကြမြောက်ကျွန်တော်တို့ဖြတ်ပြီးတော့ light ထိန်းလို့ရမယ်ပေါ့ဗျာအနာဒေးစကောင်စီကခန့်ထားတဲ့ရုပ်ောက်ပွဲကော်မရှင်ကအနာဒေးစတက်ကအတိပြန်ရေးဆွဲလိုက်တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်ပြီးမှတ်ပုံမတင်တဲ့2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအပြင်ပါတီစုစုပေါင်း80ကျော်ကိုဖျက်သိမ်းခဲ့ပါတယ်။လက်ရှိမှာတော့အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ကြမယ်။နိုင်ငံရေးပါတီ58ပါတီရှိပြီးစစ်တပ်ကထောက်ခံတဲ့ပြည်ထောင်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့အများဆုံးဝင်ရောက်ရှင်ပြန်မှာဖြစ်ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။ ဆက်လက်ပြီးတော့ရခိုင်ပြည်ကအရခတက်တော်အေးထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာနေရဲစွန့်ခွာနေကြရတဲ့စစ်ဘေးရှောင်တွေငွေကြေးမတက်နိုင်လို့စေဝါကုသဝေဆုံးရှုံးနေရတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။ရခိုင်မှာစေဝါပြက်လက်တာဈေးကြီးပေးဝင်နေရတာဒေသတွင်းစေုံစေခန့်လုံလောက်မှုမရှိတာတွေကြောင့်စေုံကိုတော်ပြီးစေကူသားမှုခံယူမယ်ဆိုရင်ခီးစေကအနည်းဆုံးကြက်၃သိန်းအထိပေါက်ဈေးရှိနေတယ်လို့ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေကပြောပါတယ်။ ဒါဟာဇေယျကိုတော်ရောက်ရမယ့်ခီးစရိတ်သားဖြစ်ပြီးဆေဝေါကုသစီစားစစ် စားတာတွေမပါရှိသေးဘူးလို့ဆိုပါတယ်အခုလိုခရီးစဉ်အကုန်ကြမှုအများပြနေတဲ့အပြင်စေကူသားစီလေးမတက်နိုင်တဲ့အတွက်အခြေခံလက်လုံလက်စားသမားတွေနဲ့စစ်ဘေးရှောင်တွေဟာစေကူသားမှုခံယူခွင့်ဆုံးရှုံးနေကြရတာပါလို့ဖြစ်သေးတော်မျိုးနေကဒေတာခန်တယောက်ကပြောပါရည်ဒေတာခန်တယောက်ရဲ့ဆက်သွေးရေးလိုင်းအခြေအနေကြောင့်စနဲ့ဖြေကြတော့ကိုဒီပူပီသတင်းထောက်ကအတန်းအစားထိုးဖတ်ကြားပေးထားပါရည် လက်လုတ်လက်စားသမားတွေကအခက်အခဲပိုရှိပါတယ်။ငွေထဲမှာဟင်းရှာငါးရှာထွက်ဖို့လေရာသီကူးပြောင်းချိန်မှုနေမကောင်းဖြစ်ဖို့စိတ်ပူနေရတယ်။နေမကောင်းတစ်ခါဖြစ်ရင်စေးုံစေးကန်တစ်ခုခုကိုသွားဖို့ကအနည်းဆုံး3သိန်းလောက်ထိကုန်ချမှုမရှိဘဲမသွားနိုင်ဘူး။အခုကအရင်လိုလန်းခီးတွေကအဆင်မပြေတော့ခီးစိတ်ကလည်းပိုကြီးလာပါတယ်။အခုလိုအချိန်ခါမဟုတ်မိုးရွာနေတာကကျွန်တော်တို့လိုလက်လုတ်လက်စားသမားတွေနဲ့စစ်ဆောင်တွေအတွက်ပိုခက်ခဲပါတယ်။ကျမကြီးထိခိုက်ဖို့စိုးရင်ရတယ်လေ။တစ်ခုခုကိုသွားလာမယ်ဆိုရင်တော့ဆက်လီကိုစင်းလုံးငှားသွားရတယ်။ အရင်တုန်းကလိုပုံမှန်ပြေးဆွဲနေတဲ့ဆက်လေတွေကမရှိတော့ပါဘူး။ရခိုင်မှာတကြောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလကစပြီးစစ်တပ်ကစေဝါတည်ယူခွင့်တွေကိုပြင်းပြင်းထန်ထန်ပိတ်ဆို့ခဲ့ပါတယ်။ဒါကြောင့်ဒေသတွင်းစေဝါတွေပြက်လည်လာကစေဝါရှားပါမှုအထံကိုအခုချိန်ထိခံစားနေကြရတာပါ လက်ရှိမှာလည်းရခိုင်မှာဒီကိုချင်းတကက်ကို6000ကျပ်၊ဘိုင်ဟိုဂျက်စစ်တကက်ကို4000ကျပ်နဲ့ပါရာစီတမောတကက်ကို1000ကျပ်ပေးဝင်နေရပြီးဒါဟာအလောက်ကန်ရှားပါတဲ့ရခိုင်ကစစ်ဘေးရှောင်တွေအတွက်မတက်နိုင်တဲ့ဈေးဖြစ်နေတယ်လို့ဆိုပါတယ်အိုးစိတ်ချောင်းတွေဆိုရင်စကူးတားစရိုက်တွေမတက်နိုင်လို့အဲစင်ုံစစ်ဖက်မတော်နိုင်ဘူးပေါ့အာအဲ့လိုပြီးတော့အတူစင်ုံစင်းနဲ့စစ်ဆိုင်တက်တက်လေးတွေကစစ်နေပဲဟိုတူတော့ဟိုတောင်းနေရတယ်ပေါ့နော် အလောက်ကင် maybe အေးဝင်ငွေမရှိတဲ့စိုက်ခံတော့တော်တော်များများတာပေါ့နော်စေယုံစေပြန်သွားမယ်ဆိုတော့အခက်ကတော်တော်များများရှိတာပေါ့နော်အေးဘာဖြစ်လို့လဲဆိုတော့အေး crazy တို့လေးကြည်တာပေါ့ဒီစေကူတာစေတို့ဆိုတော့လေဟိုအရင်စေတို့ကအရင်စီကြည်တော့လေဒီလိုမျိုးရေးစေတစ်ခွက်တော့ဝယ်မတောင်းနိုင်ဘူးပေါ့နော်အေးဒီလိုပဲအေးတို့စေအောင်စေတဲ့နေပဲဟိုဖြေရှင်းလေးရတယ်လို့ရှိပါတယ် ်အဲဆေးခန်းဆေးရုံမှာတောင်းနိုင်ပေနဲ့အဲကျိတ်မိပြီးခံစားနေရတဲ့သူတွေရှိတာပေါ့ရခိုင်ပြည်အတွင်းအေအေကကျဲမရဲ့ပညာရဲ့ကဏ္ဍအတီတီမှာဝန်ဆောင်မှုတွေပေးနေပေမဲ့လေကုံစီစီစဉ်မှုနဲ့နိုင်ငံတကာအကူအညီဝင်ရမှုအားနည်းနေသေးတာကြောင့်အကူအညီရရှိမှုတွေကတော့အားနည်းနေစေဖြစ်ပါတယ်ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင့်အိုးအိမ်စွန့်ခေါ်ထွက်ပြေးတိမ်းရှောင်နေရသူ6သိန်းကျော်ရှိနေပြီးစာဝန်တွေကျဲမာရေးပညာရေးစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ပြည်နယ်နေစေဖြစ်ပါတယ် ကျွန်မကေခိုင်ပါနောက်ဆုံးတစ်ပုတ်အနေနဲ့တော့တော်လန်လူလူကြားထဲမှာပြန်လဲအားကောင်းလာတဲ့လူမှုရေးပြည်ထောင်ခတ်တဲ့တိုက်တွန်းနှိုးဆော်ချက်အားကောင်းလာတဲ့တဲ့ရင်ကိုပြန်လဲကောင်းနှုတ်တင်ဆက်ပေးလိုက်ပါရစေ။ဆရာနာရှင်စန့်ကျင်ရေးအစားကာလာတွေကလေးကတိုက်တွန်းနှိုးဆော်ခဲ့ကြတဲ့လူမှုရေးပြည်ထောင်ခတ်ရေးတိုက်တွန်းနှိုးဆော်ချက်တွေဟာမကြသေးခင်အချိန်မှာပဲတော်လန်လူလူနဲ့ပြည်သူတွေကြားမှာပြန်လဲအားကောင်းလာပါတယ်။လက်တလုံးမှာဆိုရင်လည်း စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်စလန်းတို့မှာပါဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်တွေအကုန်လုံးကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းနှိုးဆော်ရာကစလို့စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူတွေစစ်တပ်နဲ့ဆက်ဆက်ကုန်ပစ္စည်းတွေကိုပါမပတ်သက်ဖို့မတုံ့ဆွဲကြဖို့လူမှုတွေကြားအချင်းချင်းတိုက်တွန်းနေကြပါတယ်။လင်းနစ်ကျော်၅နှစ်တာကာလမှာအောင်မြင်လိုက်ရပ်တန့်သွားလိုက်ဖြစ်နေတဲ့လူမှုရေးပြစ်ဒဏ်ခတ်ရေးကိစ္စတွေဟာဇက်တိုက်ပြုလုပ်နေရမှာဖြစ်ပြီး လူမှုအလုံးပါဝင်တဲ့လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့ဒီတိုက်တွန်းနိုင်မှာသာအောင်မြင်မှာဖြစ်ကြောင်းကိုစစ်တပ်ထောက်ခံသူတွေကိုစက်ကျင်ပွိုင်းကောက်လုပ်ကြဖို့နှိုးဆော်နေတဲ့ FNCC ဘာမဖက်ချက် community ရဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီသူတွေအကုန်လုံးဟာဓာတ်ရိုက်စစ်တပ်ကိုအကျိုးရှိစေတယ်လို့ပြီးတော့တစ်ဖက်မှာလည်းလူမှုရဲ့မြစ်တာကိုတစ်ဖက်နဲ့နီးနဲ့အသုံးချပြီးတော့လူတွေရဲ့အတွေးထဲမှာအစိတ်တောက်ဖြစ်စေတဲ့အတွေးတွေအမှန်တရားကိုမမြင်နိုင်တော့တဲ့ထင်မြင်ယူဆချက်တွေဝင်လာအောင် စစ်တပ်ရဲ့ဝါရဖန်ချီကိုတနည်းတဖုံအထောက်အပံ့ပြုနေတဲ့အတွက်ကိုကျွန်တော်တို့ကဒီ boycott နဲ့ social punishment ကိုအဓိကတွန်းနေတာပါဒီစစ်တပ်အောက်မှာရှိနေတဲ့အနုပညာရှင်တွေကတော့ဒီ boycott ကိုကြောက်တယ်လားဆိုတော့ကြောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့မှာရှိတဲ့အောင်မြင်မှုသူတို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကပြိဿအားပေးလို့ရလာတာပါဆိုတော့ဒီပြိဿကအမှန်တရားကိုအမှန်တိုင်းမြင်ပြီးအမှန်ကိုအမှန်တိုင်းရလာပြီဆိုလို့ရှိရင်သူတို့အတွက်နေရာမရှိပါဘူးအဓိကကတော့လူတွေကြားထဲမှာဒီအသိပညာပါပြန့်နှံ့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူတွေအကုန်လုံးကအဲ့ဒီလူတွေကိုအမြဲဆန့်ကျင်တော့မှာ ဆိုတော့အဲ့ဒီစန့်ကျင်နဲ့အားသည်နင်း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 ရနေညားလာတဲ့ခါကြလို့ရှင်လူလူလှုပ်ရှားမှုလိုင်းလုံးတစ်ခုဖြစ်လာနိုင်ပါတယ်အဲ့ဒီလူလူလှုပ်ရှားမှုလိုင်းလုံးတစ်ခုဖြစ်လာနိုင်တဲ့အထီအောင်ကျွန်တော်တို့တွန်းနိုင်မယ်ဆိုလို့ရှင်ဘွိုင်းကော့ကအောင်မြင်မှာပါဘွိုင်းကော့ဆိုတာကတော့စစ်တပ်ထုတ်ကုန်တွေစစ်တပ်နဲ့ဆက်ဆက်နေတဲ့အမတ်တစိုက်တွေလုံးဝဝယ်ယူအသုံးပြုတာမျိုးမလုပ်တာဖြစ်ပြီး social punishment ကတော့စစ်တပ်ထောက်ခံသူလူပုဂ္ဂိုလ်တွေကိုလူတိုင်းဝိုင်းကနေဖယ်ချင်ဖို့လူလူကပေးတဲ့ပြစ်ဒဏ်ခန့်နည်းဖြစ်ပါတယ် ကျွန်တော်ဝေးပါဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကထူးခြားတဲ့သတင်းလေးတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လင့်ပေးအောင်ပါဒီ VV ရုပ်မြင့်တန်ကြားကိုကြည့်ရှုအားပေးနေကြသူများလို့အဆန္ဒပြေဝကြပါစေရှင်ကျွန်မကတော့ဒီဇူလိုင်မှာ